I think everyone understands that. President Trump ကနေပြီးတော့မှ executive order ကို January 20ရက်မှာထုတ်လိုက်တယ်။ဒါနောက်ပိုင်းမှာလည်း State Department နဲ့တခြား NGOs တွေကနေပြီးတော့ညွှန်ကြားအမိန့်တွေကိုထုတ်လိုက်ပါတယ်ဒီဒုက္ခသည်ကိုရပ်ဆိုင်တဲ့ဒုက္ခသည်ယူတဲ့ဟာကိုရပ်ဆိုင်တယ်ပေါ့လေ။အော်

February 25မှာဒီ Nine District Court ကနေပြီးတော့မှာအမိတ်ချလိုက်တယ်အဲ့ဒီအမေကပါလဲဆိုလို့ရှိရင်ဒီ American နိုင်ငံဒုက္ခသည်တို့ကိုယူတဲ့ US Refugee Admissions Program ဆိုတဲ့ဟာကဒီ constitutional နိုင်ငံတော်ဖွဲ့စည်းပုံချေကဥပဒေရဲ့လုတ်ပိုင်ခွင့်နဲ့လှုပ်ထားတဲ့ congress ကနေ တိပြုထားတဲ့ဟာဖြစ်တယ်အဲ့ဒါအတွက်ကြောင့် executive branch president ကနေပြီးတော့မှဖြစ်သိမ်းလို့မရဘူးဆိုတဲ့ဟာတခုထုတ်လိုက်တယ်နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ဒီလုံထုတ်တဲ့အချိန်မှာဒုက္ခတွေတွေအမေရိကန်နိုင်ငံကိုဝင်လာဖို့ရာကျင်းစီပြီးတော့မှအစင်သစ်ဖြစ်နေပြီးခဲတဲ့ဒုက္ခတွေတွေကို

lawyers တွေကနေပြီးတော့မှအာသူတို့ငင်းခူလာခဲ့တယ်ပေါ့လေ from administration ကလည်းဒီတရားသူကြီးကနေပြီးတော့မှအမိတ်ပိတ်တဲ့ဟာကိုမလိုက်နာပဲနဲ့ဒီနေ့အထိဒီတိုင်းပဲသွားနေတယ်ဆိုတဲ့သဘောမျိုးဖြစ်တယ်။ဟောနောက်ဆုံးဘာဖြစ်လဲဆိုလို့ရှိရင်ပြီးခဲ့တဲ့အပတ်ကသူတို့ကပါလောက်လဲဆိုလို့ရှိရင် အစိုးရဖက်ကရှင်းနေနဲ့ဒုက္ခသည်တွေဖက်ကရှင်းနေဒီဒီတရားသူကြီးရှေ့မှာသူတို့ဟာဒီစုပ်ဖြတ်ချက် court order အမိတ်ကိုဘလောက်အထိသူတို့အကောင့်ထဲပုံနေပြီလဲဆိုတဲ့ဟာကိုကြားနာတဲ့ဟာဖြစ်တယ်ဆိုတော့အဲ့မှာကြားပြီးတဲ့နောက်ပိုင်းမှာတရားသူကြီးကနေပြီးတော့မှာအတေးသေးချာချာဒီတစ်ခေါက်တော့ order ပြထုတ်တဲ့သဘောဖြစ်ပါတယ် Mr. Trump pledges to take swift and sweeping action to close the southern border and to deport millions of migrants here illegally. Donald Trump's political career has been defined. <laughs> US Refugee Admissions Program ကိုဖြတ်သိမ်းပိုင်ခွင့်မရှိဘူးဆိုတဲ့ဟာတခုဖြစ်ပါတယ်ဒီဟာဒီနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့မှလူပိုင်ခွင့် power ဖြစ်ပါတယ်ဒီဟာ president မှာမရှိပါဘူးသို့သော်လည်းပဲသူ president မှာ power တခုရှိကြကဒီ program ကို suspend လုပ်လို့ရတယ်ဖြတ်သိမ်းတဲ့ termination မဟုတ်ဘဲနဲ့ suspend လုပ်လို့ရတယ် ဒုက္ခသည်တွေ humanitarian perspective နဲ့ကြည့်မယ်ဆိုလို့ရှိရင်တို့တွေကဒီကို ready ဖြစ်ပါပြီဝင်ဖို့ရလဲတို့ပြင်ဆင်ပြီပါပြီဆိုတော့ဒီဟာတွေတစ်ခါတည်းပိတ်ပြီးလိုက်တယ်ဆိုတဲ့ဟာကအဲဒီတရားမျှတမှုမရှိဘူးဒုက္ခသည်တွေဒီကလေးတွေမိသားစုတွေဒီအထီးခိုင်အနာအဲ့တော့ဖြစ်စေတယ်ဆိုတဲ့သဘောပေါက်ပါတယ်နံပါတ်1က ဒီအခုစောင်းဆိုင်နေတဲ့ခုနကျွန်တော်တို့ပြောတဲ့ဒီ executive order ထုတ်တဲ့နေ့အထိ January 20ရက်အထိအဲ့ဒီမတိုင်ခင်မှာ American နိုင်ငံကိုဝင်လာဖို့ရာအတွက် welcome call ကနေပဲဖြစ်ဖြစ်ဒီ refugee settlement process ရနေပဲဖြစ်ဖြစ်ပြင်ဆင်ပြီးတာပုံကူတွေအယောင်ပေါင်း တကောင်းနဲ့တစ်ထောင်ပောင်းဝန်းကြီးရှိတယ်လို့ဆိုပါတယ်ဒီဒုက္ခတွေတွေကိုတော့အလုံးဒီကိုဝင်လာနိုင်ဖို့ဝင်ခိုင်းဖို့နဲ့ဆောင်ရွက်ဖို့ဒီခေါက်ကနေပြီးတော့မှအမိတ်ထုတ်ထားတဲ့သဘောဖြစ်ပါတယ်ဆိုတော့ဒီအစိုးရကနေပြီးတော့မှတရားရည်ရွယ်အမိတ်ကိုတကယ်နားထောင်တယ် ကောင်းထက်ဖို့မယ်ဆိုလို့ရှိရင်ဒီတတောင်းနဲ့တောင်ပောင်းဝန်းချီဒုက္ခတွေတွေကအမေရိကန်နိုင်ငံကိုဝင်လာနိုင်မှာဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့မြန်မာကဒုက္ခတွေတွေလဲထောင်နဲ့ပါတယ်လို့ကျွန်တော်တို့ကတော့ခံမှန်းထားပါတယ်